အားလန်ရှန်ကောင်းကင်ဘုံရဲ့ခြေကွဲပွေရာသူရဲကောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ Myth Horizon ကနေပြီးတော့ပြန်လဲကြိုဆိုပါရခင်ဗျာတရုတ်တန်တားကြီးထဲမှာသူရဲကောင်းတွေနတ်ဖျားတွေများစွာရှိခဲ့ကြပေမဲ့စုံဥခုံးလိုမာနထောင်လွှားတဲ့မြောက်ဘီရင်ကိုတော့ရင်မောင်တန်းနိုင်ခဲ့ပြီးတော့ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးစစ်သူကြီးဖြစ်သတ်မှတ်ခံထားရတဲ့ ပုပ်ကိုတူးတဲ့သာရှိခဲ့ပါတယ်။သူကတော့နဖူးဘော်ကတတိယမျက်လုံးပိုင်ရှင်ကောင်းကင်ဘုံရဲ့အကြီးမြတ်ဆုံးစစ်သူကြီးအာလန်ရှန်ဒါမှမဟုတ်သူ့ရဲ့လူဘွားကနာမည်အရင်းရန်ကျမ်းပဲဖြစ်ပါတယ်ခင်ဗျာ။ သူ့ရဲ့နာမည်ကိုကြားလိုက်တာနဲ့လူအများစုကစွန့်ခုံနဲ့ရာဇဝင်တွင်ခဲ့တဲ့တိုက်ပွဲကိုပဲပြင်းမြင်မိကြမှာပါဒါပေမဲ့အဲ့လိုအေးဆက်ပြီးတီဂျီခန့်ညားတဲ့ရုပ်သွင်နောက်ကွယ်မှာတော့ကောင်းကင်ဘုံရဲ့မတရားမှုကိုအန်တုခဲ့တဲ့ပုံကန်သူလူငယ်တယောက်ရဲ့ခြေကွဲပေါ်ရာဇလန်းတစ်ပုတ်ပုံကွယ်နေခဲ့ပါတယ်ဒီနေ့မှာတော့သူ့ရဲ့ဇလန်းကိုဟိုးအစသူမမွေးဖွားခင်ကတည်းကစတင်ပြီးတော့အဆုံးထိတစ်ဆက်တည်းပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒါဆိုရင်သူ့ရဲ့ခြေကွဲပေါ်ရာမိသားစုဇလန်းလေးကနေပြီးတော့ စားလိုက်ကြရအောင်ဗျာအားလန်မင်းရဲ့ခြေကွဲပွဲအတိတ်ကနာဂျီချက်တွေနဲ့ပြည့်နေတယ်လို့ဆိုရမယ်ဗျပြောရရင်အားလန်ရှန်းဟာမွေးရပါနတ်ဖျားစစ်စစ်တပါတော့မဟုတ်ပါဘူးသူကနဖျားနဲ့တာမန်လူတို့ရဲ့သွေးနော်တယောက်လိုပဲပြောရမယ်ဗျ။တစ်ချိန်လုံးကကောင်းကင်ဘုံကိုအုပ်ဆိုးတဲ့ကြောက်စင်းအီဂရစ်မှာရောင်ကြီးလိုအမိရတဲ့ညီမတော်တပါးရှိခဲ့ပါတယ်။ နတ်သမီးယောင်ကြီးအားလူပြည်ရဲ့အလားတရားတွေကိုခံစားဖို့ဆင်းသက်လာရင်ရနေပြီးတော့ယန်ထန်ယိုလို့ခေါ်တဲ့တာမန်ပညာတတ်လူသားလေးတစ်ယောက်နဲ့နက်နက်ရှိုင်းရှိုင်းကိုချစ်ကြိုက်မိသွားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲကောင်းကင်ဘုံရဲ့ဥပဒေဆိုတာတန်မဏိလိုမှကြောပြီးတော့ခံစားချက်တွေကို နားလည်မပေးတတ်ပါဘူး။နတ်ဖျားရီနဲ့သေမျိုးတွေကြားကချစ်ချင်းကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားခဲ့ပါတယ်။ အဲဒါပေမဲ့အချစ်စီရဲ့စွမ်းကဥပဒေတွေကိုဂီးမဆိုင်ခဲ့ပါဘူးသူတို့ဟာလျှို့ဝှက်စွာနဲ့ပဲအိမ်အောင်ပြုတ်ပြီးတော့သားသမီး၃ယောက်ထွန်ကားခဲ့ကြပါတယ်အဲဒီကဒုတိယသားလေးကတော့နောက်တစ်ချိန်မှာကောင်းကင်ဘုံကိုတုံလှုပ်စေမဲ့ရန်ကျန်းဆိုတဲ့ကလေးငယ်လေးပါပဲဗျာဝမ်းနေဖို့ကောင်းတာကသူတို့ရဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကတော့ကြာရှည်မခံခဲ့ပါဘူးဒီเจ้าတွေကိုသူ့ရဲ့အကူတော်ကျောက်စင်းအီဂရစ်တိရှိသွားတဲ့အခါမှာတော့ ကောင်းကင်တစ်ခုလုံးတုံခါသွားအောင်အမျက်ဒေါသကြီးသွားခဲ့ပါတယ်။သူ့အတွက်တော့ဒါဟာသူညီမတို့ရဲ့အချစ်ကြောင့်မဟုတ်ဘဲကောင်းကင်ဘုံရဲ့ဂုံတိတ်ခါကိုအစွန်းအထင်းဖြစ်စေတဲ့အပြစ်တစ်ခုပါပဲ။သူဟာချက်ချင်းကိုကောင်းကင်စစ်တပ်တွေဆေလွတ်ပြီးတော့သူ့ရဲ့ညီမအရင်ကိုထိုက်တောင်ဒါမှမဟုတ်မတ်မွန်တောင်းလို့ခေါ်တဲ့တောင်ကြီးတစ်လုံးအောင်မှာအရှင်လက်လက်ဖမ်းဆီးချုပ်နှောင်စေခဲ့ပါတယ်။ဒီဖြစ်ပျက်ဟာ လူငယ်လေးယဉ်ကျေးရဲ့ဘဝကိုတစစီဆွဲဖြဲလိုက်သလိုပါပဲသူ့ရဲ့နှလုံးသားထဲကခြေကွဲဝန်းနေမှုတွေနဲ့အတူမတရားတဲ့ကောင်းကင်ဘုံရဲ့ဥပဒေနဲ့သူ့ဦးကြီးတော်ပေါ်မှာနှဆိုင်တဲ့နာကြီးမုံတီးမှုတွေဟာတစတစကြီးထွားလာခဲ့ပါတယ်သူဟာတာမန်လူသားတစ်ယောက်လို့အဖြစ်မှန်ကိုလက်ခံမဲ့အစားသူ့ရဲ့မိခင်ကိုကယ်တင်ဖို့အတွက်သူ့ကိုယ်ထဲမှာစီးဆင်းနေတဲ့နတ်ဖျားသွေးတွေကိုနှိုးထစေဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့သူဟာတောင်ကျင့်စင်မှာတိတ်ကိုဆွမ်းအားကြီးတဲ့တောင်အရှင်ယူတင်းရဲ့တပည့်အဖြစ်ခံယူပြီးတော့ နှစ်ပေါင်းများစွာမနာမနေပညာသင်ကြားခဲ့ပါတယ်။သူ့ရဲ့မွေးရပါအရေးချင်းနဲ့မိခင်ကိုကယ်တင်လိုတဲ့ပြင်းပြတဲ့စိတ်ဓာတ်ကြောင့်ပဲသူကအချိန်တို့အတွင်းမှာတူနိုင်မဲ့တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေတကောစွမ်းအားတွေကိုတက်မြောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာကောင်းကင်ဘုံကသူ့ကိုပေးရခဲ့တဲ့သုံးခွာသွားလန်ရှိကိုကင်ဆွဲပြီးတော့တကောတော်ထိုက်တောင်စီကိုထွက်ခွာလာခဲ့ပါတယ်။ထိုက်တောင်ထိတ်ကိုရောက်တဲ့အခါမှာတော့သူဟာသူ့ရဲ့ခန္ဓာကိုယ်ထဲကစွမ်းရည်အားလုံးကိုစုစည်းပြီးတော့လန်ရှိနဲ့တစ်ချက်တည်းပိုင်းဖြတ်ချပြစ်လိုက်ပါတယ်။ လှန်ချက်ကြောင့်ကောင်းကင်ရဲ့မြေကြီးတစ်ခုလုံးတုံဟီးသွားပြီးတော့ထိုက်တောင်ကြီးကနှချမ်းကွဲသွားရင်းနဲ့သူ့ရဲ့မိခင်ဖြစ်သူနတ်သမီးရောင်ကြည်လဲအချင်းအချုပ်ကနေပြီးတော့လွတ်မြောက်လာခဲ့ပါတယ်။အဲဒါပေမဲ့ဒီဇလန်ကဒီလိုမျိုးပျော်ပျော်ရွှင်ရွှင်လေးနဲ့တော့မပြီးဆုံးခဲ့ပါဘူး။ကန်ဂျမာကသူ့အတွက်ရက်ဆက်လွန်ခဲ့တယ်လို့ပဲပြောရမယ်ဗျ။သူ့တူတော်ရဲ့ဆွမ်းအားကိုအတိမတ်ပြုမဲ့အစားဒီလိုရက်ကိုအာခံမှုတစ်ခုဖြစ်သတ်မှတ်လိုက်တဲ့ကျောက်စင်းအီဂရစ်ဟာပို့ပြီးတော့ရက်ဆက်တဲ့အပြစ်ဒဏ်တစ်ခုကိုချမှတ်ခဲ့ပါတယ်။သူဟာကောင်းကင်ထက်ကနေမင်းဆယ်စင်းကိုဆေလွတ်ပြီးတော့ အချုံုံကနေလွတ်မြောက်လာကစသူညမတော်ကိုအရှင်လက်လက်မီးရှို့တက်စီခဲ့ပါတယ်။နေဆဲစင်းအကြောင်းသိချင်တော့အခုပြထားတဲ့ခြေသုံးချောင်းရဲ့ဗီဒီယိုလေးမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ကဲဇလန်းကိုဆက်ရရင်တော့ကိုမျက်စိရှိမှရင် မိခင်ဖြစ်သူပြဖြစ်သွားတာကိုမြင်လိုက်ရတဲ့ဂျန်ချန်းအတွက်တော့ဒီဖြစ်ကြီးဟာသူ့ရဲ့နှလုံးသားထဲမှာဘယ်တော့မှမကြက်နိုင်မဲ့ တရားတစ်ခုနဲ့အတူဦတော်ပေါ်ထားရှိတဲ့အမုံတရားကသာရတရှိသွားတာပေါ့ဗျာမိခင်ကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့အာလန်ရှန်ဟာကောင်းကင်ဘုံနဲ့အဆက်အသွယ်ဖြတ်ပြီးတော့လူပီယာကွမ်ကျင်းမှာသူ့ရဲ့ကိုပိုင်တပ်ဖွဲ့နဲ့အတူတရားမျှတမှုကိုဖော်ဆောင်တဲ့အဆောင်အရှောင်းနမင်းတပါးဖြစ်နေထိုင်ခဲ့ပါတယ်။သူဟာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းတယ်၊လူတွေကိုကူညီတယ်။ဒါပေမဲ့ကျောက်စင်းအဂရီရဲ့နာမည်ကိုတော့ဘယ်တော့မှ မမွေ့ဟခဲ့ပါဘူး။သူကြုံတွေ့ခဲ့ရတဲ့ဝန်းနေစရာအဖြစ်ပျက်တွေပဲသူ့ရဲ့နဖူးပေါ်ကတတိယမျက်လုံးကိုဖွင့်ပေးလိုက်သလိုဖြစ်သွားခဲ့တယ်လို့ပဲပြောရမယ်ဗျ။အဲ့ဒီမျက်လုံးဟာအမှန်တရားကိုထွင်းဖောက်မြင်နိုင်ပြီးတော့ဘလို့လဲစားမှုမျိုးကိုမစိုးဖော်ထုတ်နိုင်တဲ့အစွမ်းထက်မျက်လုံးတစ်လုံးဖြစ်လာခဲ့တော့တာပေါ့ဗျ။ဒါတွေမကသေးပါဘူး။သူဟာစွန့်ဥခုံးလိုပဲအသွင်ပြောင်းလဲခြင်း82မျိုးကိုလည်းပိုင်နိုင်ဆုံးတက်မြောက်ခဲ့ပြီးတော့သူ့ဘေးမှာအမြဲရှိနေမဲ့သစ္စာတော်ခံ ချောင်ထမ်းချမ်းဆိုတဲ့အဖော်ခွေးတကောင်ကိုလည်းမွေးမြူထားခဲ့ပါတယ်ဒီဇလန်ရဲ့ဟာခွက်ကြောင့်ပြောရမယ်ဆိုရင်မိခင်ကိုတတ်ခဲ့တဲ့ဦးကြီးတော်ကျောက်စိန်အီဂရီရဲ့လက်အောက်မှာအာလန်ရှန်ကဘာကြောင့်အမှုထမ်းခဲ့တယ်လဲဆိုတာကမေးစရာပါ သူရဲ့ဆွမ်းအားကိုမျက်မြင်ကြုံခဲ့ရတဲ့ကျောက်စင်းအီဂရစ်ဟာသူ့ရန်သူဖြစ်ဆက်မထားကျင်တော့ပဲခေါင်းငင်ပုံမှာအစင်းမြင့်ယာရုတခုပေးရခဲ့ပါတယ်။အာလန်ရှန်ကလည်းသူ့ရဲ့ကိုပိုင်တပ်ဖွဲ့နဲ့ကိုပိုင်နေမီကွမ်ကျင်းမှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရမယ်ဆိုတဲ့အပေးယူနဲ့ ဒီယာရုကိုလက်ခံခဲ့တယ်လို့ဆိုပါတယ်သူဟာကြောက်စင်းဧကရစ်ကိုတစ္ဆာခန္ဓာမျိုးထက်မိုးမြင့်တခွင်ရဲ့တရားမျှတမှုနဲ့ငြိမ်းချမ်းရေးကိုသာဥတီပါတယ်ဒါကြောင့်သူဟာကောင်းကင်ဘုံရဲ့အမိန့်တွေကိုမျက်စိမိတ်လိုက်နာလို့မရှိပဲသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာတရားမျှတမှုအတွက်တိုက်ပွဲဝင်လို့ရှိပါတယ်ဒါကသူ့ကိုရိုးရိုးနှက်စစ်သူကြီးတယောက်ထက်ပိုပြီးတော့ရှုပ်ထွေးတဲ့ဇက်ကောင်တကောင် ဖြစ်စေတာပါအဒီလိုနဲ့အချိန်တွေကြာလာတဲ့အခါမှာတော့ကောင်းကင်ဘုံမှာအကြီးအကျယ်ဗယံပရာဖြစ်နေတဲ့ကိစ္စတခုပေါ်ပေါက်လာခဲ့ပါတယ် အဲ့ဒါကတော့孫悟空ရဲ့ပုံကံမှုပါပဲမြောက်ပြင်းရဲ့ဒုချက်အောင်မှာကောင်းကင်ဘုံရဲ့နတ်သူရဲကောင်းတွေအားလုံးဒူးထောက်ရှုံးနေခဲ့ရပြီးတော့ကျောက်စိတ်ဣဂရစ်ကိုယ်တိုင်ပလင်အောင်မှာပုံနေရတဲ့အသည့်ဖြစ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဣဂရစ်ဟာသူ့ရဲ့မာနကိုချိုးနှိမ်ပြီးသူကိုယ်တိုင်အပြစ်လုံးမိခဲ့တဲ့သူ့ပေါ်နာကြီးနေတဲ့တူတော်အာလန်ရှန်ကိုပဲ အကူအညီတောင်းဖို့ဆုံးဖြတ်ခဲ့ရတာပေါ့ဗျာအမိန်တော်ရောက်လာတဲ့အခါမှာအာလမ်ရှန်ဟာဝင်ပါခဲ့ပေမဲ့သူ့ဦးကြီးတော်ကိုကူညီခြင်းလို့ရရောမဟုတ်ပါဘူးမိုးမီရဲ့တည်ငြိမ်မှုကိုပျက်စီးစေတဲ့ဝူခုံးရဲ့လုံရက်ကိုတားဆီးဖို့အတွက်တာဝန်ရတာလက်ခံခဲ့တယ်လို့ပဲပြောရမယ်ဗျအဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့တိုက်ပွဲဟာဒဏ္ဍာရီမှာအကျော်ကြားဆုံးဖြစ်လာခဲ့တော့တာပေါ့ဗျာတယောက်ကိုတယောက်အသာမြူနိုင်ကြသလိုအသွင်ပြောင်းခြင်း82မျိုးကိုပါအစွမ်းကုန်သုံးပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်ဘူခုံးက၅ဖြစ်ပြောင်းပြီးတော့ရေထဲငုပ်ပြီးတော့ အာလန်ရှန်းကလည်းရေဘဲတကောင်ဖြစ်လိုက်ဖမ်းပါတယ်။အန်ပြီးတော့ဝူခုံးကငှက်ဖြစ်ကောင်းကင်ကိုပြန်တက်တော့အာလန်ရှန်းကတိတ်ငှက်ဖြစ်လိုက်လံထိုးတုပ်ပါတယ်။နောက်ဆုံးမှာဝူခုံးကဖျားကျောင်းဆောင်လေးတစ်ခုပြေပုံပြောင်းပုံးနေတာ ው တော့အာလန်ရှန်းရဲ့တတရမျက်လုံးကထွန်းပေါက်မြင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာလန်ရှန်းဟာထိုက်ဆန်လောင်ကျွမ်းရဲ့နဖျားခွင်းအကူကြီးသူ့ရဲ့တတရမျက်လုံးအစွမ်းနဲ့သူ့ခွေးရှောင်းထမ်းချွန်ရဲ့ကြိုက်ချက်တို့ပေါင်းဆက်ပြီးတော့ ဆုံခုံကိုအနိုင်ယူဖမ်းဆီးနိုင်ခဲ့တာပါဒါသူ့ရဲ့တကူတော်စွမ်းရည်သားမကဗျူဟာကြကြတိုက်ခိုက်နိုင်စွမ်းကိုပါပြသနေပါတယ်ဒီတိုက်ပွဲပြီးမှာတော့အာလန်ရှင်းရဲ့နာမည်ဟာကောင်းငင်ဘုံရဲ့အကြီးမြတ်ဆုံးစစ်သူကြီးအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့သူကတော့ဘာကုံပုဂ္ဂိုလ်မှမမမောပဲ ူရဲ့ကွမ်ချင်းကိုပဲပြန်သွားခဲ့ပါတယ်။ကောင်းကင်ဘုံကတကယ်အရေးကြီးကိစ္စအတွက်မခေါ်မချင်းရောင်လို့တောင်သွားလို့မရှိပါဘူး။သူ့အတွက်တော့သူကိုယ်တိုင်ကဘသူရဲ့လက်အောက်ခံမှမဟုတ်ပဲကိုပိုင်တရားမျှတမှုနဲ့သာရှင်သန်နေတဲ့ခြေကွဲဖွယ်ရာသူရဲ့ကောင်းတယောက်ဖြစ်ပဲသာရတရှိနေခဲ့ပါတယ်။စုံခုံတဲ့တိုက်ပွဲအကြောင်းပြောရရင်တော့လူများစုကသူတို့နှစ်ယောက်ကို ဂျန်သူတော်တွေအဖြစ်ပဲတည်ထားကြပါတယ်ဒါပေမဲ့သူတို့ရဲ့ဆက်ဆံရေးက Johnny to the Wars with to G ထဲမှာဂျန်သူရဲ့လို့တော့မဟုတ်ပါဘူးဗျဒီယူဆက Black Myth ဦးခုံကိန်းထဲမှာလည်းရှိနေတာပါစွန့်ခုံကိုနှိမ်နှင်းပြီးတဲ့နောက်ပိုင်းနှစ်ပေါင်း900ကြာပြီလို့ဦးခုံကဆရာတော်တန်နဲ့အနောက်အရက်ကိုစန်းစာပြင်ခီးထွက်တဲ့အခါမှာအယံစွန့်ထက်တဲ့မိစာတစ်တိုင်နဲ့ကြုံခဲ့ရပါတယ်တခါမှဆိုရင်ခေါင်းကိုလုံးငှက်မိစာနဲ့တိုက်ခိုက်ရင်ဦးခုံတယောက်တည်းမနိုင်တဲ့အခါမှာသူဘသူ့အကူအညီတောင်းခဲ့လဲဆိုတာသိပါသလားဟုတ်ပါတယ် အားလန်ရှန်းကိုပါပဲမတင်မထားလောက်အောင်ပဲအားလန်ရှန်းကလည်းအတိတ်ကရန်ညိုးတွေကိုမေ့ထားပြီးတော့သူ့ရဲ့တပ်ဖွဲ့နဲ့အတူလာရောက်ကူညီခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာရန်သူတွေဖြစ်ကနေတယောက်ရဲ့အစွမ်းကိုတယောက်ကအတိမတ်ပြုလေးစားတဲ့ပြိုင်ဖက်ကောင်းတွေဖြစ်ပြောင်းလဲသွားခဲ့ကြပါတယ်အဲဒါကြောင့်ပဲအားလန်ရှန်းဆိုတာ ဆွန်ခုံရဲ့ပြိုင်ဘက်ကောင်တယောက်ဆိုတာထက်ကိုအများကြီးပိုခဲ့တာပါ။သူကမိသားစုအတွက်ပုံကန်ခဲ့တဲ့ခြေကွဲပွေရာသူရဲကောင်တယောက်ဦးရော်ဘော်နာကြီးစိတ်ရှိပေမဲ့တရားမျှတမှုကိုတော့လက်မလွတ်တဲ့ကောင်းငင်မုံရဲ့အဆောင်လျှောက်တယောက်မာနာကြီးပြီးအစွမ်းထက်ပေမဲ့ သူ့ရဲ့တောင်းဝန်ကိုတော့အမြဲတမ်းခြေပုံနဲ့စစ်သူကြီးတပားပါပဲဗျာသူ့ရဲ့ရှုပ်ထွေးတဲ့စိတ်နေစိတ်ထားနဲ့ခြေကွဲပွေရာနောက်ခံဇလန်းကြောင့်ပဲအာလန်ရှန်ဟာတရုတ်တနာကြီးမှာယနေ့တိုင် အလေးစားခံရဆုံးနဲ့စိတ်ဝင်စားမှုအရှိဆုံးနမင်းတပားဖြစ်ဆက်လက်တည်ရှိနေတာဖြစ်ပါရခင်ဗျာဒီထက်ပိုပြီးအချက်လက်ကြကြပြောရမယ်ဆိုရင်လေ ူကိုကောင်းကင်ဘုံရဲ့စစ်သူကြီးလို့သိကြပေမဲ့လူပြည်မှာတော့သူ့ကိုကိုးကွယ်ကြတဲ့အဓိကအကြောင်းရင်းကတစ်မျိုးပါအာလန်ရှန်ဟာတကယ်တော့ဆက်တမန်နဲ့ရေဘေးကကွယ်ရေးကိုစောင့်ရှောက်တဲ့မြစ်ဆောင်နမင်တပါဖြစ်အလွန်ထင်ရှားပါတယ်ဒီယုံကြည်မှုကတကယ့်သမိုင်းမှာရှိခဲ့တဲ့ပုံကိုတူနဲ့ဆက်ဆက်နေပါတယ်ခြေတုံးကစီချမ်ပြည်နယ်မှာလီအာလန်လို့ခေါ်တဲ့အင်ဂျင်နီယာတူက ရည်ကြီးမှုကိုကာကွယ်ပေးတဲ့တာတမန်ကြီးတစ်ခုကိုတိဆောက်ပေးခဲ့တယ်လို့ဆိုပါရယ်သူရဲ့ဂျေဇုကိုအတိမတ်ပြုတဲ့အနေနဲ့ဒေတာကန်တွေကသူ့ကိုနတ်ဖျားတစ်ပါးအဖြစ်ကိုးကွယ်ရာကနေအချိန်ကြာလာတဲ့အခါမှာသူ့ရဲ့ဒန်နာယီဟာဒေါင်းချင်းရဲ့ဒန်နာယီနဲ့ကောလာဟာလာလိုလိုပေါင်းဆက်သွားခဲ့တာပါအဲဒါကြောင့်ပဲအာလန်ရှန်းဟာဒန်နာယီတဲကသူရဲ့ကောင်းတယောက်ဖြစ်တယ်လို့တကယ်လူအဖွဲ့စည်းကိုအကျိုးပြုခဲ့တဲ့သမိုင်းပုံရိပ်ကိုပါ ကိုစားပြုနေတာလို့ပဲပြောရမယ်ဗျ အဲဒါလို့ဆိုရင်အာလန်ရှန်အကြောင်းပြပြစုံစုံလေးတည်သွားကြပြီလို့ထင်ပါတယ်ဗျအဆုံးထိနားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးနော်ဒီဗီဒီယိုမှာကျွန်တော်တို့နဲ့ရင်းနှီးတဲ့အသံထွက်လေးတွေမပါတဲ့အတွက်မှားသွားခဲ့မယ်ဆိုရင်လည်းတိခံပေးဖို့ဒီနေရာနေပြီးတော့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာနားထောင်ခြင်းတဲ့ဒဏ္ဍာရီလေးတွေရှင်တော့ကျွန်တော်ရဲ့ဒီဗီဒီယို comment မှာဝင်မဲ့ပေးလို့ရပါတယ်ခင်ဗျာ နောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ